ဒီကနေ့လောက်ကတ်သွားခဲ့တဲ့ပြပငလင်ကြီးမှာဆူနာမီအစပြုမှုနဲ့ရက်တက်လို့မရသေးတဲ့မန္တလေးငလင်ဒီနေ့မိုးရသည့်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသကြီးတချို့ ရေအောင်ရောက်သွားနိုင်တာဖြစ်တဲ့အတွက်ပြည်သူပေါင်းသိချီအသက်ဆွေးရလို့သတိပေးချက်တွေကို ပြန်လည်တင်ဆက်ပေးပါမယ်။ယနေ့ညနေမြန်မာစံတော်ချိန်၄နာရီ၃၂မိနစ်နာရီချိန်ကတူကီရဲနိုင်ငံအာစတန်ဘူမြို့အနောက်တောင်ဘက်ပိုင်း54မိုင် အရှိတောင်ဘက်23မိုင်အကွာပင်လယ်ချမ်းပြေအောင်နဲ့6မိုင်ကျော်မှမဂနီကျူ6.2အဆင့်ပြင်းအားလှင်လောက်ကသွားခဲ့တာ ဖြစ်တဲ့အတွက်ဆူနာမီလိုင်းများစတင်လာခဲ့တာဖြစ်ပြီးတော့ပြည်သူတွေကိုအစိုးရကအရေးပေါ်ပဲအသိပေးခဲ့ရှာပါရီ။ လုတ်ကပ်ပြီးသွားတာနဲ့ဆူနာမီလှိုင်းတွေချက်ချင်းပဲအစပြိုလာခဲ့တာလေးဖြစ်ပါတယ်။အခု6ရက်သမားနှစ်ပဲပြင်းအားဖြစ်လို့ဆူနာမီလှိုင်းကြီးတွေမလာနိုင်သေးပေမဲ့အခုလာတဲ့ဆူနာမီအစပြုမှုကလေပြည်သူတွေကိုဒုက္ခပေးနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေကိုအစိုးရကအရေးပေါ်ပဲသတိပေးထားတာကိုလေတွေ့ရပါတယ်။တကယ်လို့သာပြင်းအား6ရက်သမား9လောက်ပင်လေချမ်းပြမှာလုတ်ကပ်သွားပြီးဆိုရင်တော့ဖြစ်တဲ့ကဲကိုမ တမျိုးလုံးတနိုင်ကန်လုံးနီးပါးမြုပ်သွားနိုင်တဲ့အခြေအနေမှာရှိနေကြောင်းကိုအစိုးရကထုတ်ပြန်ထားတာဖြစ်ပေါ်ရီပြည်သူတွေကိုသတိပေးထားတာဖြစ်ပါရီနောက်ထပ်ကတော့ဒီကနေ့မှာတော့မန္တလေးမြို့မှာဆက်တိုက်ဘဲငလင်တွေတော့ရှောက်လာပါရီရည်ရနာဘုံနိပညာတက်ကတော်နီမှာသုံးလက်သမငါမဂနီကျူးနဲ့လာပါရီဒီကနေ့ညနေမှာလေမွေတိုင်းဒေသကြီးမှာမဂနီကျူးသုံးလက်သမငါလာပါရီဆိုတော့မြမောင်ငလင်ကတော့တော့ရှောက်ကိုလုံနေသေးတာပဲဖြစ်ပါရီ ဒါကသတင်းတင်ဆက်တဲ့အခါမှာ3ရက်သမအထက်နဲ့4ရက်သမအထက်တကူပဲတင်ဆက်ပြီးခြင်းသာဖြစ်ပါရယ်။ကြံနေနှစ်ရက်သမအထက်ကလေးငယ်တွေကလည်းတောက်လျှောက်ကိုလုံနေသေးတာဖြစ်ပါရယ်။တနေ့ကိုငလင်တွေဟာမြန်မာနိုင်ငံမှာဆဲချင်းကြော်လောက်ကိုလာနေသေးတာဖြစ်ပါရယ်။ဒါကြောင့်ပြည်သူတွေပေါ်ဆောက်လို့မရသေးဘူး။အမေရိကန်ဘူမိမီတာငလင်လေးလာရေးကော်မတီကြီးကလည်းဒါ မြောင်းနိုင်ငံမှာဒီသလအထက်မှာငါရသမအထက်တွေလာနိုင်ကြောင်းကိုလေပြည်သူတွေကိုခံမှန်ပေးထားတာပဲဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်အစမှပြောသွားခဲ့တဲ့အတိုင်းပဲဒီနှစ်မိုးရွာသီမှာမန္တလေးမြို့ကြီးကရေအောင်ရောက်သွားနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအခုခရက်ကနေဂျိုးသင်ပြင်ဆင်ချဖို့ဟလားငလေအကွဲရာတွေကြောင်းမြို့တွေမှာနှောင်းမြို့ပြကြီးတွေမှာတတော်လေးကိုရေတွေကစိတ်ဝင်နေပြီဖြစ်ကြောင်းအေရဗရီမြေဟာ၆ကတ်လာပြီးတော့ကြောင်းလင်းမှုတွေဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်ပြည်သူတွေဒီနေ့မှာ ချိုးတင်ပြီးတော့ရေကြီးမှုအတွက်ချိုးတင်ပြင်ဆင်ကြဖို့အတွက်ကိုပညာရှင်တချို့ကသတိပေးလာတာကိုလည်းတွေ့ရပါရဗျာ။